ရန်ကုန်မင်းလေးလမ်းဟောင်းရှိမြို့များပေါ်တွင်သာစစ်တပ်ကစိုးမိုးနိုင်တော်ပြီးတော်လန်ရေးတပ်များကမြို့ပြင်ပနေရာများစုကို ထိန်းချုပ်ကာရန်ကုန်နှင့်အနီးဆုံးသို့တရွေ့ရွေ့ဦးတည်လာနေကြောင်းပြည်သူ့ကာကွယ်ရေးတပ်မတော်တောင်ပိုင်းတိုင်းစစ်ဒေသမှတာဝန်ရှိသူတို့ကပြောပါတယ်ရန်ကုန်မင်းလေးလမ်းဟောင်းညောင်လေးပင်မြို့နယ်ဖြူမြို့နယ်နဲ့ကြောက်တကားမြို့နယ်များရှိစစ်ကောင်စီရဲ့တပ်စခန်းခုကိုတော်လန်ရေးတပ်များကဂျမန်နှင့်နယ်နယ်ပိုင်းတပြိုင်တည်းဝင်ရောက်တိုက်ခိုက်ခဲ့ပြီးအဆိုပါတိုက်ခိုက်မှုတွင် စစ်သား20ဦးထက်မနည်းသေးဆုံးကဒဏ်ရာရသူများပြားရှိခဲ့ကြောင်း ဂျမန်နေဒေါ်လန်ရေးတက်များကဝင်ရောက်တိုက်ခိုက်ခဲ့သောစစ်တပ်စခန်းများမှာမြို့ပေါ်မှာစခန်းများဖြစ်ပြီးအလေးငိုက်တိုက်ခိုက်ခဲ့ကစခန်းသိမ်းမှုများလည်းဆောင်ရွက်နိုင်ခဲ့ကြောင်းသိရှိရပါတယ်။မနေ့ကတိုက်ခိုက်ခဲ့တဲ့စခန်းတွေမှာညောင်လေးပင်မြို့နယ်ဒေါ်ဝီကျေးရွာစစ်စခန်းဖြူမြို့နယ်ဇေယဝတီဘူဒာယုံနဲ့ရဲစခန်းကြောက်တကားမြို့နယ်တူသေးကုန်းနဲ့ဖျားကြီးကုန်းအပြင်ရန်ကုန်မင်းလေးလမ်းဟောင်းလမ်းပိုင်းပေါ်မှာလည်းတက်ပြီးကားတွေကိုလုံခြုံရေးရရက်တန့်ရှာဖွေစစ်ဆေးမှုတွေလည်းလုပ်ခဲ့ပါတယ်။ဥပ္ပိဒုကာဝေးတက်မတော့တောင်ပိုင်းတိုင်းစစ်ဒေသမှာတာဝန်ရှိသူကထားမှတ်သိရပါတယ်။ စစ်ကောင်စီရဲ့တပ်စခန်းများကိုတော်လန်ရေးတပ်များက KNA ပါဝင်ဒေသတော်လန်ရေးတပ်များနဲ့ပူးပေါင်းတိုက်ခိုက်ခဲ့ရာတွင်တော်လန်ရေးတပ်များကရန်ကုန်နှင့်အနီးဆုံးတို့တဖြည်းဖြည်းချင်းကပ်လာနေကြောင်းပြည်သူလူထုအများစုနေထိုင်သောရန်ကုန်မြို့နှင့်မိုင်း၈၀မှတရပတ်လည်တွင်တော်လန်ရေးတပ်များကရောက်ရှိနေကြောင်းရန်ကုန်မန္တလေးလမ်းဟောင်းတွင်လည်းမြို့များတွင်သာစစ်တပ်ကစိုးမိုးနိုင်တော့ပဲအများစုသောနေမြေများကိုတော်လန်ရေးတပ်များကထိန်းချုပ်ထားကြောင်းသိရှိရသည်ရန်ကုန်မန္တလေးလမ်းဟောင်းပေါ်မှာရှိတဲ့မြို့တွေပေါ်မှာပဲသူတို့ရှိပါတယ်ကျန်တာတွေကတော့ ပြည်သူ့ကာကွယ်ရေးတပ်တွေကစူးမိုးထားပါတယ်။ရန်ကုန်နဲ့အနီးဆုံးလို့လည်းပြောလို့ရပါတယ်။ကျွန်တော်တို့ဒေါ်လန်ရေးတပ်ဖွဲ့တွေကတော့တဖြည်းဖြည်းနဲ့တော့တရွေ့ရွေ့နဲ့တော့ဥတီယာတိုင်သွားနေကြပါတယ်ဟုအဆိုပါတာဝန်ရှိသူကဆက်လက်ရှင်းပြပါတယ်။စစ်ကောင်စီကလည်းဘဲကူးတိုင်းနဲ့ရန်ကုန်တိုင်းဆက်တွင်ခုခံစစ်များဆင်နွှဲရန်မူလရှိရင်ဆွဲတက်ရင်တပ်ဖွဲ့များအပြင်အရန်တပ်များလည်းအရေးပေါ်ဖွဲ့စည်းလာကြောင်းအဆိုပါအရန်တပ်များသည်ရန်ကုန်နဲ့ဘဲကူးမြို့များ၏လုံခြုံရေးအတွက်အချိန်မီ၍ပြောင်းလဲရွှေ့နိုင်သောမိုဘိုင်းတပ်များဖြင့် ွဲ့စည်းထားကြောင်းရင်းတက်များတွင်စစ်တပ်ရဲနှင့်ပြည်သူ့ထီးများကိုပေါင်းစပ်ညီနိုင်ဖွဲ့စည်းထားကြောင်းသိရှိရသည်။ရန်ကုန်နှင့်ဘဲကူးမှအရက်တက်တွေဖွဲ့စည်းထားတဲ့အရန်တက်ဆိုတာကမူလရှိရင်ဆွဲတပ်ရင်းတပ်ဖွဲ့အပြင်ထပ်မံဖွဲ့စည်းထားတာပါ။အဲ့ဒီအရန်တက်တွေမှာတပ်ရဲနဲ့ပြည်သူ့စစ်တွေစုပေါင်းပါဝင်ပါတယ်။ဒူကတော့မိုဘိုင်းသဘောဆန်တဲ့လိုအပ်ရင်လိုအပ်တယ်လို့ရွှေ့လို့ပြောင်းလို့ရအောင်ဖွဲ့စည်းထားတာမျိုးလိုလည်းပြောလို့ရပါတယ်ဖွဲ့ခဲ့တာကတော့ဒီနှစ်စံပိုင်းလောက်မှာဆက်လုပ်ခဲ့တာပါ။ဒူကတော့လိုအပ်တဲ့နေရာတွေကိုချက်ချင်းပြောင်းလို့ရွှေ့လို့ရအောင်ရည်ရွယ်ပါတယ်ဟု ရန်ကုန်နှင့်ဘဲကူးဆက်အရန်တရင်တွင်ဖာဝင်နေသောတပ်တရင်ရင်းမြစ်တစ်ခုကရှင်းပြလာပါသည်စစ်စင်ရေးတိုက်ခိုက်မှုများကိုအမှတ်နှစ်စစ်စင်ရေးနယ်မြေတိုက်စစ်ဌာနဘဲကူးဖြူဟာ24နဂါနီစစ်ကြောင်းအာလာဝကတရင်အမှတ်3503တရင်ဖြူပကဖာဖြူဟာ25အမှတ်3900တရင်စပင်းဝါရီယာကော်လန် KNA တရင်ကိုဖြူဟာ26တော်ဝင်တောင်းတရင်တောကြီးကန်းတရင်ဒူပူပေါင်းပြီးတိုက်ခိုက်ခဲ့ကြခြင်းဖြစ်ကြောင်းသိရှိရသည်ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တိုင်းစစ်ဌာနဘဲကူးမှ ဘဲကူတိုင်းအတွင်းစစ်စင်ရေးများကိုတိုးမြင့်ဆောင်ရွက်လျက်ရှိသဖြင့်ပြည်သူများအနေဖြင့်ကူပေါင်းပါဝင်ပေးကြပါရန်မေတ္တာရက်ခံအပ်ထားသည်